မင်္ဂလာပါရှင် Memories YouTube Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Memories YouTube Channel လေးကနေပြီးတော့စာရေးဆရာမလွန်ထားထားရဲ့ဒီနေ့ပြောပါဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါရရှင်အောင်မြင်မှုကို ကိုယ့်ရဲ့စံနဲ့သာတန်းတာပြောရှင်ပါဒီပြန်လေးသုံးပြီးကြည့်ပေးဖို့တောင်းဆိုပါရနော်အောင်မြင်မှုကိုကိုယ့်ရဲ့စံနဲ့သာတန်းတာပြောရှင်ပါ အောင်မြင်မှုကိုအမျိုးမျိုးအတိတ်ပဲဖွင့်ဆိုကြပါတယ်။ popular ဖြစ်တာ၊ငွေကြေးချမ်းသာတာ၊ဩဇာအရှိန်အဝါရှိတာ၊နောက်လက် follower တွေများတာ၊လူရှိလူကေဖော်များတာစသဖြင့်ပေါ့။တကယ်စမ်းစစ်ကြည့်မယ်ဆိုရင်အဲ့ဒီအရာတွေဟာအောင်မြင်မှုအစ်စ်လို့မခေါ်နိုင်ပါဘူး။အောင်မြင်မှုဆိုတာကို သူများကသတ်မှတ်ပေးလို့မရပါဘူး။အောင်မြင်မှုဆိုတာဘာလဲ?ဘလို့စံပေတယ်တွင်နဲ့တိုင်းတာမလဲ? လူသည်များပြီး popular ဖြစ်တဲ့သူကို အောင်မြင်သူရဲ့လို့သတ်မှတ်လို့မရနိုင်ပါဘူးလူတွေကသူ့အပေါ်စိတ်ဝင်စားမှုမရှိတော့တဲ့အချိန်မှာ သူ့ရဲ့အောင်မြင်မှုဆိုတာကလည်းလျှက်ဖြက်လက်ယုံမျှတာပါပဲဒီလိုပါပဲ follower တွေဘလောက်များတဲ့လူဖြစ်ပါစေသူ့ကို unfollow လုပ်တဲ့သူတွေများလာတဲ့တနေ့မှာသူကြဆုံးသွားရတာပါပဲဝေကြီးရှမ်းတာမှုဆိုတာလေပစ္စည်းဥစ္စာကသူ့ကိုစွန့်သွားတဲ့အခါ မမြဲတဲ့အရာတစ်ခုပါပဲလူရှိလူခင် ပေါ်များတာကလည်းတစ်ချိန်မှာ ကိုကိုဖူးဖူးမုံရှိခင်အားပေးခဲ့တဲ့သူတွေကပဲသူ့ကိုအပြစ်တင် ဝေဖန်ခဲ့ရတဲ့အချိန်ရှိလာနိုင်သေးတာပါဒါဆိုအောင်မြင်မှုကိုဘလို့ဆန်နဲ့တန်းတာရမှာလဲသူတပါအပေါ်မှတ်မိခိုးတဲ့ကိုရဲ့ဆန်နဲ့သာတန်းတာရမှာဖြစ်ပါတယ်ပဲအရာကကိုကို နောင်တာကိခင်လက်ပြလုံးလုံးစိတ်တက်တက်နဲ့ပျော်ရွှင်စေတယ်လေ ပြန်တွေးကြည့်မိလိုက်တဲ့မျက်နာတစ်ခုလုံးပြုံးနေတာပီတိတွေဝေနေစေတဲ့ပျော်ရွှင်ခံစားမှုဟာကိုဘဝရဲ့အောင်မြင်မှုလို့အသက်မဲ့ရမှာပါလူတိုင်းလူတိုင်းဟာသူတို့ဘဝမှာအောင်မြင်မှုပန်းတန်ကလေးတွေစိုက်ထူပူကြပါလိမ့်မယ်လူတဲ့ရှိုးကသူတပားစီကနေရယူလိုက်ရခြင်းကို အောင်မြင်တယ်လို့ယူဆထားကြပေမဲ့တရှိုးကတော့တပားသူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးလိုက်ရတာ ကိုပေးလိုက်လို့သူရရှိပျော်ရွှင်သွားတာကိုကျင်နဲ့နှစ်သက်တက်ကြပါတယ်။ဒါဟာသူ့ရဲ့ပျော်ရွှင်မှုပါပဲ။ကိုယ်စိတ်ထဲမှာလှိုက်လန့်လှဲလဲကျင်နဲ့ပျော်ရွှင်နေရတဲ့ခံစားချက်ဟာကိုယ့်ရဲ့အောင်မြင်မှုပါပဲ။ဒီပျော်ရွှင်မှုဟာကိုယ့်ရဲ့နှလုံးသားထဲမှာတစိတ်ခတ်ထားသလိုစွမ်းထင်နေတော့တာပါပဲ။ကိုလှုပ်ရှင်တဲ့အလုပ်ကိုလှုပ်ခွေရနေတာ။ကိုမျှော်မှန်းထားတဲ့အလုပ်တစ်ခုပြီးသွားအောင်လှုပ်လိုက်နိုင်တာ။ကိုရတဲ့လာကလေးနဲ့ကိုမိဘကိုလှုပ်ကျွေးနိုင်တာ။ သူတပားအပေါ်မကောက်ချစ်ပဲလိမ့်လဲမလဲပြားပဲရိုးသားစွာရှစ်တိုင်းတာဒါရီရလည်းအောင်မြင်မှုတွေပါပဲအောင်မြင်မှုဆိုတာကြည်ကြည်မာမာခန်းနားထဲဝါနေဖို့လည်းမလိုပါဘူးကိုယ့်ရဲ့တနေ့တာကလေးအတွက် ကိုသတ်မှတ်ထားတဲ့ဆန်နဲ့အောင်မြင်မှုကလေးတွေတည်ဆောက်လို့ရပါတယ်ကိုကိုကိုခံဝင်ကလေးတစ်ခုပေးလိုက်ပါငါဒီနေ့ငါးပါးတီလာကို လုံအောင်ထိုင်မယ်ငါဒီနေ့တရားကို မနက်တနာရီညတနာရီနှစ်ကြိမ်ရအောင်ထိုင်မယ် ငါဒီနေ့အခုအညီလိုအပ်နေတဲ့သူတရားကို စေတနာတက်တက်နဲ့အစာအဆုံးကူညီပေးမယ်။စသဖြင့်ဂတိကဝိကလေးပေးပြီးအဲ့ဒီဂတိကဝိကိုတည်မြဲအောင်လုပ်ကြည့်ပါ။ကိုတက်မှတ်လိုက်တဲ့ဆန်အန်တန်းအောင်မြင်သွားတဲ့အခါပျော်ရွှင်ပီတိဖြစ်ရသလိုကိုကိုကိုလေးစားယုံကြည်စိတ်တွေလည်းတိုးလာပါတယ်။ဒါဟာကိုရဲ့တကူရင်အောင်မြင်မှုပါပဲ။